ရှိရတယ်။ကျွန်တော်ဘာလို့ရမှာလဲ။ထောက်စမ်းပါ။ရရဲတာကိုချီးကျူးတယ်ပေါ့နော်တွန်းတွန်းဟိုဥကျော်စေရရောဒါရိုက်တာအောင်ချမ်းလူရောပေါ့နော်ဒီကာရက်တာဒီဘလော့ကိုရရဲတာကိုချီးကျူးတယ်ပေါ့သူတို့ဒုက္ခမိမဲ့လို့မဟုတ်ဘူးလို့ပြောနေတာခဏလေးမေးမေးဆိုပြရလို့ကာရက်တာကိုရိုက်ပါတကယ်ရိုက်ပါ စားတာပါဗျာကြုံရင်တော့လည်းရိုက်ရင်လည်းရိုက်ဖြစ်မပြောတတ်ဘူးတော့ဒါကတော့ထွန်းထွန်းရဲ့စ조사အထုံးမှုအပြည့်အဝမြင်ရတဲ့ကားပါသူဒီကားနဲ့ပတ်သက်လို့ဘယ်လောက်အားဆိုင်ထားရလဲဆိုတာလဲ trailer လေးကြည့်ရတဲ့အောင်မြင်သာပါတယ်ဆိုတော့ဒီဇာကားကိုလည်းအောင်မြင်စေချင်ပါတယ်ပြိတ္တတွေအကုန်လုံးဟိုနိုင်ငံခြားကကြိုက်တဲ့ပြိတ္တတွေကြိုက်မယ်လို့ပြောချင်ပါတယ် ကျွန်တော်ဒီဇာကားနဲ့ပတ်သက်လို့အဓိကတော့၃ချက်ပေါ့เนาะပထမတစ်ချက်ကဟိုကျွန်တော်ရဲ့ဆရာကျွန်တော်ရဲ့အဖေဆိုလည်းဟုတ်တယ်ဒါရိုက်တာဦးမျိုးမင်းရင်ရင်းမြေကုမ္ပဏီရနေပြီးတော့ပထမဆုံးထုတ်လုပ်တဲ့ကားလည်းဖြစ်တယ်နောက်တစ်ခုကဒါရိုက်တာအောင်ချမ်းသူပေါ့เนาะသူ့ရဲ့ဟိုစူးစမ်းအားထုတ်မှုနဲ့သူ့ရဲ့အမှုပညာကိုလည်းကျွန်တော်လေးစားတယ်နောက်တစ်ခုကညီလေးထွန်းထွန်းပေါ့ထွန်းထွန်းရဲ့ဒီဇာကားနဲ့ပတ်သက်လို့ဟိုစူးစမ်းအားထုတ်မှုကိုလည်းကျွန်တော်အတိအမှတ်ပြုတယ်ပေါ့အဲဒါကြောင့် ကျွန်တော်ဝန်းရံတော့အဲအောင်ချမ်းလူကိုကျွန်တော်စသိတာဆိုဟိုပေါ့သူ့ရဲ့မမေ့ထန်သောပေးစာဆိုရဲ short film လေးပေါ့ micro film လို့အဲ့ film လေးမှာကျွန်တော်သူ့ကိုသဘောကျတယ်9မိနစ်စာဇလန်းတို့လေးမှာတော့မှပဲသူကပြိဿမျက်ရည်ကြအောင်ရိုက်ပြနိုင်တဲ့ director တယောက်ပါဆိုတော့အဲ့တုန်းကကျွန်တော်သူ့ကိုစကားတစ်ခုပြောခဲ့ဘူးတယ်ညီလေးလို့ဟိုအရှိရလူတွေလောက်တာနဲ့မတူအောင်လဲထတ်လို့အောင်ကွာလို့ဆိုတာမျိုးပြောခဲ့ဘူးတယ်အခုဒီသွေးမြစ်ကအဲ့လိုပုံစံမျိုးပေါ့နော် ဘယ်သူနဲ့မှမတူတဲ့ပုံစံတစ်ခုသူလှုပ်ထားတယ်။ तू ကဟိုကျွန်တော်တို့တက်ဆိုင်ပို့ပြီးတော့တော့မှအနုပညာသမားစစ်တယ်လို့ပြောလို့ရပါတယ်။ဆိုတော့ဆောနာစင်ပေါ်မှာလည်းပြောပါတယ်။ကြော့စရာကောင်ကိုညိုရိုက်ချင်။စားရပါ။အဲ့တော့ပြောပါအောင်ဘာလို့ကြီးလိုက်တဲ့ချိန်မှာဘလို့တော့ဘယ်မှမထင်တာဟုတ်လားဘလို့လေးဟိုပါဆိုတော့အဲရိုက်ရဲတာကိုချီးကျူးတယ်ပေါ့နော်တွန်းတွန်းဟိုဟိုဥကျော်စေရရောဒါရိုက်တာအောင်ချမ်းလူရောပေါ့နော်ဒီကာရက်တာဒီဘလော့ကိုရိုက်ရဲတာကိုချီးကျူးတယ်ပေါ့ ျွန်တော်အမြင်ပြောရရင်တော့နိုင်ငံကကြိုက်တဲ့ပြိသက်မျိုးတွေကြိုက်နိုင်ပါတယ်ကဲစားရပါဗျာကြုံရင်တော့လည်းရိုက်ရင်လည်းရိုက်ဖြစ်မှာပြောတတ်ဘူးတော့ဒါကတော့အဲ့ဒါရုပ်ရှင်ကအဲ့လိုပဲဖြစ်တင်ပါတယ်ရုပ်ရှင်ကအဲ့လိုမျိုးပေါ့နော်ဟိုဈေးကွက်တွေပါတယ်ဆိုတာတဲ့အဲ့လိုဇက်ကောင်ဈေးရိုက်နေတကယ်လိုက်ဖက်တဲ့လူတွေကိုပဲရွေးချယ်ရိုက်ကူးတာမျိုးပဲဖြစ်တင်ပါတယ် ်ထွန်းထွန်းရဲ့調査အထုံးမှုအပြည့်အဝမြင်ရတဲ့ကားပါသူဒီကားနဲ့ပတ်သက်လို့ဘယ်လောက်အားဆိုင်ထားရလဲဆိုတာလဲ trailer လေးကြည့်ရတဲ့အောင်မြင်သာပါတယ်ဆိုတော့ဒီဇာကားကိုလည်းအောင်မြင်စေချင်ပါတယ်ပရိသတ်တွေအကုန်လုံးဟိုနိုင်ငံခြားကကြိုက်တဲ့ပြည်သားတွေကြိုက်မယ်လို့ပြောချင်ပါတယ်။ပြည်သူအများကြီးတင်ပါတယ်။ဒီနေ့ကကျွန်တော်ဒီသွေးမြစ်ဆိုတဲ့ဇာကားကိုလာပြီးတော့ support တာပါ။ဆိုတော့ဟိုစိတ်ဝင်စားရတယ်ဆိုလို့ရှိရင် လာပြီးတော့ကြည့်ရှုအားပေးပါလို့ဖိတ်ခေါ်ချင်ပါတယ်။